လူတယောက်ရဲ့စိတ်ဟာသူ့ရဲ့ဆန်းဆောင်ရဲ့အပေါ်တရားတရားမရှိတာကြောင့်ဘဝမှာအောင်မြင်ချင်နေဆိုရင်ကိုယ့်ရဲ့တွေးပုံခေါ်ပုံတွေကိုချိန်ကြီးဖို့စိတ်ပိုင်းဆိုင်ရာချက်မြအောင်လေ့ကျင့်ဖို့မကောင်းတဲ့ခံစားချက်တွေကိုကျော်လွှားနိုင်ဖို့အရေးကြီးပါတယ် The Art of Mental Training ဆောက်အောင်ကလည်းစိတ်ပိုင်းဆိုင်ရာအင်အားထက်မြက်ပြီးဆန်းဆောင်ရဲ့ကောင်းတဲ့အောင်မြင်သူတွေကိုသူတည်တနာပြုလုပ်ရေးသားထားတဲ့ဆောက်တော်ဖြစ်ပါတယ်။ဒါပေမဲ့ဒီဆောက်အုပ်ကအခြားအောင်မြင်ရေးဆောက်အုပ်တွေနဲ့မတူတဲ့ရှုထောင့်ကနေလက်ညွန့်ပေးထားတဲ့ထူးထူးခြားခြားဆောက်တော်ဖြစ်ပါလိမ့်မယ်။ အားလုံးပဲမင်္ဂလာပါရှင်။ Moments of Happiness Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့ဖျက်ပြပေးသွားမယ့်စာအုပ်ကတော့စာရေးဆရာ DC Consulet ရေးသားတဲ့ The Art of Mental Training စိတ်ကြက်ခိုင်ခြင်းအမှုပညာဆိုတဲ့စာအုပ်ချင်းချုပ်လေးပဲဖြစ်ပါရစေ။လူတယောက်ရဲ့ဆေးဟာသူ့ရဲ့ဆန်းဆောင်ရေးအပေါ်တိုက်ရိုက်တရားမှုရှိတာကြောင့်ဘဝမှာအောင်မြင်ခြင်းနဲ့ဆိုရင်ကိုယ့်ရဲ့သွေးပုံခေါ်ပုံတွေကိုချိန်ညှိဖို့စိတ်ပိုင်းဆိုင်ရာထမြက်အောင်လေ့ကျင့်ဖို့မကောင်းတဲ့ခံစားချက်တွေကိုကျော်လွှားနိုင်ဖို့အရေးကြီးပါတယ်။ ဒီနေ့လေ့လာရမယ့် The Art of Mental Training စာအုပ်ကလည်းစိတ်ပိုင်းဆိုင်ရာအင်အားထက်မြက်ပြီးစစ်ဆောင်ရေးကောင်းတဲ့အောင်မြင်သူတွေကိုသူတေသနာပြုလုပ်ရေးသားထားတဲ့စာအုပ်ဖြစ်ပါတယ်။ဒါပေမဲ့ဒီစာအုပ်ကတခြားအောင်မြင်ရေးစာအုပ်တွေနဲ့မတူညီတဲ့ရှုထောင့်ကနေလည်းညွန်ပေးထားတဲ့ထူးထူးခြားခြားစာအုပ်တစ်အုပ်ပါ။ရာမအကောင်ဆုံးစီးဝင်စာအုပ်ဖြစ်တဲ့ pick စာအုပ်မှာနေချင်းမှုရဲ့ကြာချိန်နဲ့ထိရောက်မှုကိုအသားပေးထားပြီး flowness stealing fire တို့လိုစာအုပ်မျိုးတွေကတော့ လေ့ကျင့်မှုတွေလုပ်နေတော့အကောင်ဆုံးစိတ်အခြေအနေဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတာပေါ့အသားပေးဖော်ပြထားပါတယ် The Art of Matter Training ဆောက်ကတော့အဲ့ဒီလိုဆောက်တွေနဲ့မတူပဲစိတ်ပိုင်းဆိုင်ရာကိုဘယ်လိုလေ့ကျင့်ရမလဲဆိုတာသင်ကြားပေးထားတဲ့ဆောက်ဖြစ်ပါတယ်ဒီဆောက်ထဲမှာရရင်ထမြက်တဲ့စစ်တီတော်တွေနဲ့နေပယ်ဆောင်ကချန်ပီယံတွေဟာအချက်တဲကြုံတွေ့ရတဲ့အခြေအနေတွေမှာတည်တည်ငြိမ်ငြိမ်နဲ့ဆွမ်းဆောင်ရည်ကဘယ်လိုလုပ်ကြသလဲသူတို့ရဲ့ဖြစ်နိုင်ခြေအလားအလာနဲ့ဆွမ်းဆောင်ရည်ကိုအမြင့်ဆုံးအဆင့်ထိရောက်အောင် ဆွဲတင်ပြီးကိုဆန့်ချင်းကိုချိုးနိုင်တဲ့အခြေဘလို့စူးစမ်းခဲ့ကြတယ်တာမန်လူတွေအနေနဲ့အဲ့ဒီလိုအမြင့်ဆုံးဆန်းဆောင်ရည်တွေရအောင်လုပ်နိုင်ပါမလားဆိုတဲ့မေးခွန်းတွေကိုဒီစာအုပ်ထဲမှာအဖြေရှာနိုင်ပါလိမ့်မယ်ဒီစာအုပ်ရဲ့စာရေးသူဒီဇီကွန်ဆလာဟာလူတွေကိုအမြင့်ဆုံးဆန်းဆောင်ရည်ရအောင်တင် जा လေ့ကျင့်ပေးနေတဲ့နည်းပြတစ်ခုဖြစ်ပါတယ် စာရေးသူဟာသူ့ကိုယ်ပိုင်အတွေ့အကြုံတွေကိုပုံမြင်တွေအဖြစ်ဖန်တီးရင် Daniel San ဆိုတဲ့စိတ်ကူးရင်နေပြဆက်ကောင်ကသူ့ရဲ့ဘဝအတွေ့အကြုံနဲ့အတင်းကြမှုတွေကို ပြန်ပြောင်းပြပြထားတဲ့ပုံစံနဲ့ရေးသားထားပါတယ်။ Daniel San မှာသူ့ဘဝကိုလမ်းမိုးခဲ့တဲ့ Leo Time ဆိုတဲ့ဆရာသမားလည်းရှိပါတယ်။ကျွန်းချင်းနဲ့ဆရာသမားတယောက်ကနောက်ထပ်ကျွန်းချင်းဆရာတယောက်ကိုစိတ်လေးချင်းရေးသင်ခန်းစာတွေဘလို့နီးစနစ်နဲ့တင် जा ပေးခဲ့တယ်လဲဆိုတာကိုတော့ဒီစာအုပ်မှလေ့လာဖတ်ရှုရမှာဖြစ်ပါတယ် The Art of Mentor Training စာအုပ်ရဲ့အနည်းချုပ်မဆုကိုတော့အပါအတိုင်းအခန်း၃ခန်းခွဲခြားဖော်ပြပေးသွားမှာဖြစ်ပါတယ်။ပထမခန်းအတွင်းအပြင်စိန်ခေါ်မှုများကိုရင်ဆိုင်နေဒုတိယခန်းအရေးပေါ်အခြေအနေတွင်တည်ငြိမ်စွာနဲ့အကောင်းဆုံးဆွမ်းဆောင်နေတတိယခန်းဒေါရာအကျော်တရားနဲ့စိတ်ဖြစ်စီမှုကိုရင်ပါစေနေအခန်း၁အတွင်းပြင်စိန်ခေါ်မှုများကိုရင်ဆိုင်နေ စစ်တီတော်တွေနဲ့ချန်ပီယံတွေလိုမျိုးဆန်းဆိုင်ရေးကောင်းမှုမှုအတွက်အတွင်းစင်ခေါ်မှုတွေကိုရောအပြင်စင်ခေါ်မှုတွေကိုပါရင်ဆိုင်ကြော်လာနိုင်မှရပါမယ်။ဒီလိုကြော်လာနိုင်မှုအတွက်မှန်ကန်တဲ့စိတ်နေစိတ်ထား right attitude ကိုကိုကိုအကောင်းမြင်တဲ့စိတ်နဲ့ပြောဆိုခြင်း positive self talk အားကောင်းတဲ့မိမိကိုယ်ကိုယုံကြည်မှု strong self belief တို့လိုအပ်ပါတယ်။ဒီစကားလုံးတွေဟာနေရာတကာမှာကြားနေတွေ့နေကြစကားလုံးတွေလို့တော့ဖြစ်နေနိုင်ပေမယ့်ဒီစာအုပ်မှာတော့အရင်ကကြားဘူးခဲ့တဲ့အတိတ်တွေနဲ့ ကွက်ပြချမ်းသာစွာအသိပွဲဖွင့်ဆိုထားတာကိုတွေ့ရပါတယ်။အရင်ဆုံးအနေနဲ့မှန်ကန်တဲ့စိတ်နေစိတ်ထား right attitude အကြောင်းလေ့လာကြည့်ရအောင်။ထူးခြားပြောင်မြောက်တဲ့စွမ်းဆောင်မှုတွေအားလုံးရဲ့အခြေခံအုတ်မြစ်ဟာမှန်ကန်တဲ့စိတ်နေစိတ်ထားသို့မဟုတ်နှလုံးသွင်းမှန်ကန်ခြင်းဖြစ်တယ်လို့စာရေးသူ counselor ကဆိုပါတယ်။ဒီအရေးသေးတာရှိမယ်ဆိုရင်လိုအပ်တဲ့ အပြုတ်မှုတွေထပ်ပေါ်လာမှာဖြစ်တယ်လို့အာယုံနေမများတော့ပဲမဖြစ်မနေကြီးမြားရမယ့်အလုပ်တွေကိုအပြည့်အဝဆူဆလာနိုင်မှာဖြစ်တာကြောင့်ဘဝအခြေအနေကပုံမစင်ပြေချောမွေးလာပါလိမ့်မယ်ကြောင်မြက်အနေနဲ့အပြက်သဘောဆောင်တဲ့စိတ်နေစိတ်ထားမျိုးရှိနေရင်တော့ဒီစိတ်တက်ကကိုမှရှိသမျှအရာအလုံးကိုဆုံးရှုံးပြစီအောင်လုပ်ကြည့်လို့ပါလိမ့်မယ်။မာယွန်းနဲ့စိတ်နေစိတ်ထားရှိတဲ့စစ်တီတော်တွေဟာအပြင်းရန်သူမဖြစ်စီခင်မှာပဲကိုအတွင်းရန်သူဖြစ်တဲ့အပြက်သဘောဆောင်စိတ်ထားကြောင့်ပြစီတတ်ပါရဲ့ ဒါဆိုရင်ဘာကြောင့်အမှန်ကန်တဲ့စိတ်နေစိတ်ထားရှိခြင်းကဘလောက်ထိအကျိုးဖြစ်ထွန်းစေရတာလဲပထမဆုံးအနေနဲ့မှန်ကန်တဲ့စိတ်နေစိတ်ထား right attitude ဟာလူတွေကိုအပြည့်သဘောစာအကောင်းမြင်စေနိုင်တဲ့အတွက်ဒုက္ခအခက်ခဲတွေကနေယုံထွက်နိုင်အောင်ကူညီပေးပါတယ်။တခါတော့ငါဒီစာအုပ်ထဲကဇက်ကောင် Daniel Sam ညီပြပေးရတဲ့ထွချွနဲ့အပြည့်သမားကရောဟာစူစူဝါဝါရှုံနေမှုတစ်ခုနဲ့ကြုံခဲ့ရပါတယ်။အပြည့်သမားဟာသူရှုံနေမှုကြောင့်စိတ်ကြပြူလဲကြဆင်းခဲ့ရပြီး ဒီချိန်မှာသူအကောင်းမြင်စိတ်ထားဖို့တောင်လူတည်ရဲ့လားလို့တန်တရားတွေဝင်လာပါတယ်။အဲ့ဒီအခါနီပြအတန်နီယယ်ဆမ်ဟာလူငယ်လေးကိုမှန်ကန်တဲ့စိတ်နေစိတ်ထားရှိဖို့ကအရေးကြီးကြတာအခုကြုံနေရတဲ့စိတ်ဆင်းရဲဒုက္ခတွေကနေကျော်လွှားပြီးကံမွဲလဲပြန်ဝင်ခြင်းနဲ့ဆိုရင်အကောင်းမြင်စိတ်ထားရမှာဖြစ်ကြသူတင်ဆုံးပါပါတယ်။ရှုံနေမှုတွေကြုံလာရတဲ့အခါဝမ်းနေတာစိတ်ပြတ်သွားတွေကတည်ထားပေါက်ဖြစ်မှာပါပဲ။ဒီရှုံနေမှုအတွက်စိတ်ကုန်လို့ရတယ်စိတ်ပြက်လို့ရတယ်ဝမ်းနေလို့ရတယ်ကုကုကုလည်းတနာလို့ရပါတယ် ဒါပေမဲ့9မိနစ်စုံလုံးလောက်ပါပြီ9မိနစ်ကျော်ရနေဒီအရှုံးကိုလေ့လာတင်ယူဖို့အခွင့်အရေးတစ်ခုအဖြစ်ရှုမြင်ပြီးကိုကိုကိုပို့တော်အောင်ပို့တမလာအောင်လှဆောင်ပြလိုက်ပါဒီအပြေးသမားဟာလည်းနိပြနန်းညွန့်နဲ့အတိုင်းစိတ်ကိုပြင်ဆင်လိုက်ပြီးရှုံနေမှုအစားအခွင့်အလမ်းကိုပဲအာယုံစူးစိုက်စူးစမ်းလိုက်တဲ့အခါအကြခင်မှာပုံမတူတဲ့လူတယောက်ဖြစ်သွားခဲ့တာတွေ့ရပါတယ်စိတ်နေစိတ်ထားမှန်ကန်တဲ့ဒုတိယအကျိုးကျေးဇူးကတော့လူတွေကိုအကောင်းဆုံးစူးစမ်းဖို့တောင်းပေးနိုင်ခြင်းပါပဲ mix matcher aglo core ပတ်စုံကိုခံပညာပြန်ပွဲတစ်ခုမှာလဝေသမာ Renzo Gracie's နိုင်ရပြီးတဲ့နောက်ကဘာပေါ်မှာထင်ရှားလာမဲ့စကားတစ်ခုကိုပြောသွားခဲ့ပါတယ်။အဲ့ဒီစကားကတော့ကျွန်တော်ပိုကြိုးစားလေပိုကန်းကောင်းနေပါဆိုတဲ့အဖို့တန်စကားလေးပါပဲ။ Daniel Sam ရဲ့စနစ်နှစ်တောင်ကြောင်းသားလေးတရားအမျိုးသားချန်ပီယံရှစ်ဆုကိုရတော့ပြီးတဲ့နောက်မှာလဲဒီလိုအမြင်မှုရပြီးတဲ့နောက်ပိုင်းအနာဂတ်ပါအစီအစဉ်တွေရှိလဲအားယူချင်သေးလားလို့မေးကြည့်တဲ့အခါအားယူလို့ပဲရမလဲဗျ။ အခုဆိုခြားတဲ့နိုင်ငံကျွန်တော်ကိုအနိုင်ယူချင်နေကြပြီလေကျွန်တော်ချန်ပီယံဖြစ်ဆက်နေနိုင်မှုဆိုတာပိုတောင်ကြိုးစားရအောင်ပါလို့ပြင်ပြောခဲ့ပါတယ်ဒီစနစ်တားကလေးဟာရန်ဆိုဂရေစီပြောခဲ့တဲ့ပိုကြိုးစားလေပိုကံကောင်းလေဆိုတဲ့စကားကိုအတိအကျလိုက်နာနားလဲတဲ့ပုံပါပဲဒီလိုမန်ကန်တဲ့စိတ်နေစိတ်ထားရှိခြင်းဟာချန်ပီယံတွေရဲ့လိုအပ်ချက်ပါပဲမန်ကန်တဲ့စိတ်နေစိတ်ထားဟာလူတွေကိုအကောင်းဆုံးကြိုးစားအောင်တွန်းအားပေးနိုင်တဲ့အတွက်အောင်မြင်မှုရနိုင်ခြင်းပုံမြင်မှလာခြင်းဖြစ်ပါတယ်မန်ကန်တဲ့စိတ်ထားရဲ့နောက်ထပ်အကျိုးကျေးဇူးကတော့ ကိုရဲ့အာနယ်ချက်တွေကိုရှာတွေ့အောင်ကူညီပေးပြီးဒီအာနယ်ချက်တွေကိုဝန်ခံရတဲ့တတိရှိဖို့ဒီအာနယ်ချက်တွေကိုနည်းနိုင်တဲ့များနည်းအောင်လျှော့ချဖို့အာနယ်ချက်တွေကိုအာသာချက်တွေဖြစ်ကြောင်းလဲနိုင်မှုတို့ကိုကူညီပေးနိုင်ချင်ပါပဲစစ်မှန်တဲ့ချန်ပီယံတယောက်ဟာသူ့မှာတင်ယူစရာအများရှိနေတယ်ဆိုတာနားလည်လက်ခံပြီးသူ့ကိုယ်သူတိုးတက်အောင်နေတိုင်းကြိုးစားပါတယ်ဒါကြောင့်လည်းသူတို့ဟာအလင်းမြဲဆုံးနဲ့တိုးတက်လာကြတာပါ မနောကံဖြစ်တဲ့မှန်ကန်တဲ့စိတ်နဲ့စိတ်ထားကိုတည်ဆောက်ယူပြီးဆိုရင်ဝစီကံဖြစ်တဲ့အပြစ်တဘောဆောင်စကားပြောဆိုမှု positive conversation တွေကိုလည်းကိုကိုကိုပြောပေးဖို့လိုအပ်ပါသေးတယ်။ဒါဟာစစ်တီတော်တွေနဲ့ချန်ပီယံတွေကကိုတွင်းကိုပါရန်ဆွဲတွေကိုရင်ဆိုင်ရမှာအသုံးပြုတဲ့ဒုတိယမြောင်လျှို့ဝက်လက်နက်ပါပဲ။ positive conversation တွေကိုပြောဆိုဖို့ဆိုတာကလည်းအရန်ကိုရွှေရှင်ပါတယ်။အရေးကြီးတာကကိုကားနဲ့ကိုပြင်ပမှာရှိတဲ့စိုးမြင့်အချက်လက်တွေလမ်းနောက်ဆက်တာမခံမှုပါပဲ။ စိတ်ထဲမှာအနှုတ်သဘောဆောင်တဲ့အတွေ့အကြုံဝင်လာပြီဆိုတာနဲ့ချက်ချင်းဖိတ်ရှားပြစ်ပြီးအပြစ်သဘောဆောင်တဲ့လီဒန်နဲ့ပြောင်းလဲပြရပါမယ်။ဒန်နီယယ်ဆန်တရာလီကြောင်းအရာရှိတင်တန်းကြောင့်မှလီယင်မှုတင်တန်းတက်ခဲ့တော့ကအတန်းဖော်တယောက်ကသူ့ဆရာကသူ့လီယင်မောင်းချင်တဲ့အချင်းအမြဲစုငေါ့ပြီးသူလီချင်နေတာကိုနှောက်ယှက်တယ်ဆိုပြလာပြပြဟုပါရယ်။ ဲ့ဒီအတန်းဖို့ဟာအရင်စိတ်ဖြစ်စီနေပြီးဘာလို့ငါ့ကိုမှရွေးပြီးအပြစ်ပြောနေရတာလဲဆိုတဲ့အစိုးမြင်တွေးတွေနဲ့ပြည်နေခဲ့ပါတယ်။ဒေနီယယ်ဆမ်ကတော့ဒါဟာစိတ်ပိုင်းဆိုင်ရာစံတမှုတစ်ခုဖြစ်ကြ။အဲ့ဒီတင်နန်ဆီယာဟာနေရင်မှုတွေကိုရွေးတဲ့အခါစိတ်ဖြစ်စီမှုတန်ကိုတည်တည်ငြိမ်ငြိမ်နဲ့ခံနိုင်တဲ့သူကိုယ်တိုင်ရွေးချယ်မှာဖြစ်တာကြောင့်စိတ်ကိုတမင်တကာစံတတ်နေတာဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်။ဒါကြောင့်အဲ့ဒီတင်တန်းဆရာရဲ့လွမ်းမိုးခြင်းကိုမခံချင်ဘူးဆိုရင်အရင်ဆုံးကိုယ့်ရဲ့အစိုးမြင်အတွေးတွေကို ရတန်းဖြစ်ရမယ်လို့ဒန်နီယယ်ဆန်ကသူ့ရဲ့တန်းပေါ်ကိုထောက်ပြခဲ့ပါတယ်။ဒီတန်းပေါ်ဟာသူ့ဆရာကိုသူ့အနာယူရမယ်ပြန်ဘက်တရားလို့အသွေးလွှဲနေတာကြောင့်စိတ်ဖိစီးမှုတွေဖြစ်ပေါ်နေတာပါ။ဆရာရဲ့အလုပ်ကចောင်းသားတွေကိုအာယုံထွေပြအောင်လုပ်ရမယ်တာဝန်ဖြစ်ပြီးចောင်းသားကလည်းသူ့စမ်းတက်ကြကိုခံနိုင်ရေးရှိအောင်ကြိုးစားရမှာဖြစ်ပါတယ်။အတိတ်ကအတွေ့အကြုံဆိုးတွေကိုပြန်တွေးနေဆရာမလို့တလို့မကောင်းတဲ့ခံစားချက်တွေကိုလည်းတရက်တွေဖတ်တွေ့မထားပါနဲ့။မကောင်းတဲ့အတွေးတွေဝင်လာတဲ့အခါမှာလည်းငါမြင်မြန်ကြည့်နိုင်တယ်။ငါကအယုံဆန့်မှုအရန်ကောင်းတဲ့သူ ငါတော်တဲ့စသဖြင့်အကောင်းမြင်အတွေ့တွေနဲ့စာထူပေးရမှာဖြစ်ပါတယ်။စိုးဝါးတဲ့အခြေအနေမဖြစ်ခင်ကတည်းကစိတ်လေးချင်းခံ mental training ကိုကျူလုပ်ထားတာပိုကောင်းပါတယ်။ဒါကြောင့် Daniel San ကသူ့အတန်းဖော်ကိုစိတ်လေးချင်းခံလုပ်ဖို့အတွက်အပအတိုင်းလမ်းညွှန်ပေးခဲ့ပါတယ်။အရင်ဆုံးဒီဆီယာနဲ့နောက်ထပ်လေးချင်းရတဲ့အခါဘလို့အခြေအနေမျိုးဖြစ်လာစေချင်တယ်လို့သူ့ကိုတွေးခိုင်းလိုက်ပါတယ်။ ပြီးတော့သူလိုချင်တဲ့အရာအားလုံးကိုရရှိပိုင်ဆိုင်သွားတယ်လို့စိတ်ကူးခိုင်းပြီးနေရင်ပြန်စမ်းသပ်မောင်းနှင်မှုဆောင်ွယ်ကိုလည်းအောင်မြင်သွားတယ်လို့စိတ်ကူးခိုင်းလိုက်ပါတယ်။ဒီနည်းနဲ့အဲ့ဒီအတန်းဖော်ဟာလေရင်ပြန်ကိုအမိုက်စားမောင်းငင်းနိုင်တဲ့ထိတ်တန့်အစင်းလေရင်မှုတရားလို့သူကိုယ်သူခန်းစားမိလာပါတယ်။ဒီတော့နောက်တစ်ခါကောင်းကင်နဲ့ပြန်ဝဲလေ့ကျင့်ချိန်မှာအစိုးမြင့်အတွေးတွေခေါင်းထဲဝင်လာလာချင်းပါတယ်။ တပစ်လိုက်နိုင်ပြီးအကောင်းမြင်စကားတွေနဲ့စာထိုးနိုင်ခဲ့ပါတယ်။ဒီအတန်းဖော်ဟာနောက်ဆုံးမှာတော့အရေးချင်းစစ်ဆောင်မှုပွဲကိုတကယ်အောင်မြင်ခဲ့ပြီးလီချောင်းလိုင်းအကြီးအကဲမှာကပတိန်ဖြစ်လာခဲ့ပါတော့တယ်။အပြုတ်သဘောဆောင်တဲ့အကောင်းမြင်စကားတွေပြောဆိုခြင်းဟာအကောင်းနဲ့ကိုကိုကိုယုံကြည်မှု self belief ကိုလည်းတည်ဆောက်လာနိုင်စေပါတယ်။ကိုကိုကိုယုံကြည်မှုမြင့်တက်ခြင်းဟာစတီတော်တွေနဲ့ချန်ပီယံတွေရဲ့အရေးပါဆုံးစရိုက်လက္ခဏာတစ်ခုပါပဲ။ ကိုကိုကိုယုံကြည်မှုရှိခြင်းဟာကိုသွားခြင်းနဲ့လမ်းချောင်းနဲ့ကိုဖြစ်ခြင်းနဲ့အရာတွေကိုပုံဖော်တည်ဆောက်နိုင်စွမ်းရှိစေပါတယ်။ဖီအားပြင်းထန်လို့တဲ့အခြေအနေတွေမှာလူတယောက်ကကိုကိုကိုယုံကြည်မှုပိုရှိလေးလေးပိုစွမ်းဆောင်ရည်မြင့်မားလေးလေးပါပဲ။ဒန်နီယယ်ဆမ်ဟာတခါတော့က Nero Time လို့ခေါ်တဲ့ဆရာသမားတယောက်နဲ့တော်ရဲမှာစကန်ချခဲ့ပြီးညတကောင်ရဲ့အချိန်မှာတော့သူတို့ပပတ်လေမှာအဝါရောင်မျက်လုံးတွေဝိုင်းနေတာကိုတွေ့လိုက်ရပါတယ်။ အဲ့ဒီညလုံးပိုင်ရှင်တွေဟာရခွန်တတဝါလေးတွေဖြစ်ပြီးသူတို့စီကအစားအစာတွေကိုလူရဖို့ဝိုင်းလာကြတာပါ။ဆရာတပည့်နှစ်ယောက်လည်းရခွန်လေးကို63နေနဲ့ကင်ပေါက်ရင်6လမ်းကြပါတယ်။ဘင်းနစ်အနေငယ်ကြပြီးတဲ့နောက်ဒီရိုတိုင်းကရခွန်လေးကိုကောင်းဆောင်ကိုတွေ့သွားပြီးသူ့မျက်လုံးနှလုံးကြားကနှာယိုနူတဲတဲကိုကြောက်ခဲနဲ့ကောက်ပေါက်လိုက်တာကြောင့်အချိနာပြီးရခွန်အလုံးတချိုးရပြေးပါတော့တယ်။ အချင်းနေတည်ငင်သွားပြီးတဲ့နောက်မှာဆရာဖြစ်သူလီရိုထိုင်ကငါတို့မနိုင်လောက်တော့ဘူးလို့တွေးမိခဲ့လာလို့မိတဲ့အခါဒန်နီယယ်ဆမ်ကမတွေးမိခဲ့ဘူးလို့ညှဉ်းဆန်းခဲ့ပြီးအဲ့ဒီတုန်းကအချင်းနေဘလောက်ဆိုးလဲဆိုတာနဲ့သူတို့ပြန်တိုက်ခိုက်ဖို့လိုတယ်ဆိုတာကိုပဲတွေးခဲ့တယ်လို့ပြန်ပြောခဲ့ပါတယ်။သူပြန်ပြောတဲ့အပြီးမှာတော့ဒါဟာကိုကိုကိုယုံကြည်မှုပဲလို့ဆရာဖြစ်သူကလက်ညှဉ်းဆုံးပါပါတယ်။လူတယောက်ကနိုင်ကိုနိုင်ရမယ်လို့အခြေခံယုံကြည်မှုရှိမှသာကိုကိုကိုယုံကြည်မှုအခိုင်အမာဖြစ်တည်လာပြီးဒီမန်ချပ်ပန်းနိုင်ကိုအမှန်တကယ်ရယူနိုင်ချေဖို့များလာမှာပါ။ ူသားတွေရဲ့ကိုကိုကိုယုံကြည်မှုကိုအသွေးအကြုံမှတ်ညံတဲ့လေ့ကျင့်မှုတွေကတစ်ဆင့်နှစ်ပေါင်းများစွာအချိန်ယူတည်ဆောက်ရတာဆိုပေမဲ့ဒီယုံကြည်မှုကိုရဖို့ဖြက်လန်းနည်းတွေရှိတယ်လို့လီယိုထိုင်ကဆိုပါရယ်အဲ့ဒီဖြက်လန်းနည်းကတော့စိတ်ကူးတဲ့ပုံဖော်ကြည့်ခြင်း imagination ပါပဲစစ်တီတော်ရင်နဲ့ချန်ပီယံတွေဟာအနိုင်ရရှိမှုနဲ့အောင်မြင်မှုတွေကိုသူတို့စိတ်ထဲထက်ခါတလဲလဲမြင်အောင်ပါတယ်ခန်းစားပါတယ်အဲ့ဒီလိုမြင်အောင်ခန်းစားမှုကသင့်သူတို့ရဲ့ယုံကြည်မှုဟာ ခိုင်မာဒီထက်ခိုင်မာလာပြီးအခြားသူတွေထက်သလွန်အောင်ဆွမ်းဆောင်ကြိုပမ်းလာနိုင်ကြခြင်းဖြစ်ပါတယ်။အဲဒီညမှာဒွနီယယ်ဆမ်ဟာရခုနေပြန်လာရင်ဘလို့လုံးမလဲလို့ဆရာဖြစ်သူကိုမေးတဲ့အခါသူတို့ပြန်လာရင်သူတို့နောက်တစ်ခါထတ်ရှုံးမှာပေါ့ကွာလို့ဆရာဖြစ်သူကတွန်းဆမှုမရှိပြန်ဖြေခဲ့တာကိုတွေ့ရပါတယ်။ဒါဟာလီရိုတန်ရဲ့စိတ်ထဲကခိုင်မာအကောင်လာတဲ့သူကိုသူယုံကြည်မှုပါပဲ။ အချုပ်ပြောရမယ်ဆိုရင်တော့ကိုယ့်ရဲ့အောင်မြင်မှုကိုဟန်တာနော့ရှင်မဲ့အတွင်းပြင်ရန်တွေကိုကောက်ကဲခြင်းနဲ့ဆိုရင်အကောင်းမြင်စိတ်စစ်စစ်မပြတ်ကြိုးစားခြင်းစိတ်နဲ့ယုံကြည်မှုတွေကိုအားသာချက်ဖြစ်ပြောင်းလဲခြင်းစိတ်ရှုံးနိုင်မှုတွေကိုအခွင့်အရေးဖြစ်သဘောထားနိုင်တဲ့စိတ်ပြင်ပတိုက်ခိုက်မှုတွေကြောင့်မတုံ့လုံးတဲတဲ့စိတ်ခီအားပြင်းထန်ချိန်မှာလည်းနိုင်ကိုနိုင်ရမယ်လို့ကိုကိုကိုယုံကြည်တဲ့စိတ်ကိုလိုချင်တဲ့အောင်မြင်မှုကိုစိတ်ကူးနဲ့မှန်ဆမြင်အောင်နိုင်တဲ့စိတ်နေစိတ်ထားရရှိကြည့် ကိုစိတ်ကိုတမ်းမအောင်လေ့ကျင့်ရမယ်လို့ပြောရမှာပဲဖြစ်ပါတယ်။ခန်းနဲ့အရေးပေါ်အခြေအနေတွေတည်ငြိမ်စွာနဲ့အကောင်းဆုံးဆက်ဆံနေစစ်တီတော်တွေနဲ့ချန်ပီယံတွေဟာရှေးခန်းမှာဖော်ပြခဲ့တဲ့စွမ်းအားကြီးစိတ်လက်လက်တွေကိုအတုံးချနိုင်ုံသာမကအရေးပေါ်အကျက်တဲ့ကာလတွေမှာလည်းအကောင်းဆုံးဆွမ်းဆောင်နိုင်တဲ့အရေးချင်းတွေရှိကြပါတယ်။တမန်လူတွေကတော့ဘေးကျန်းနံကျအရေးပေါ်အခြေအနေမျိုးတွေမှာကျဉ်ချန်တဲ့ဖိအားတွေဆာရပြီးသူတို့ရဲ့လုံနိုင်စွမ်းကိုသတိမပြုမိကြတော့ပါဘူး။ဥပမာအားဖြင့်နယ်မီဂျော်ဘရာဇီ ဘောလုံးသမားပီလီဟာကစားပွဲတစ်ခုမတိုင်ခင်တိုင်းမှာစိတ်ကိုတည်တည်ငြိမ်ငြိမ်ထားပြီးသူစိတ်ကူးပုံဖော်နေကြမြင်ကွင်းပုံစံတွေကိုမြင်အောင်ပုံဖော်လေးရှိပါတယ်ပီလီဟာအဲ့ဒီလိုစိတ်ကူးနဲ့ပုံဖော်တဲ့နေရာမှာအရန်ကြွန့်ကျင်နေသူတယောက်ပါသူဟာကစားပွဲမစခင်တနာကြီးအလုံးမှာအဝတ်လဲခန်းကိုလာတယ်ဒီရင်သိစိတ်တဲ့အခန်းသားတစ်ခုမှာလဲလျောင်းလိုက်တယ်ဒီရင်တော့မျက်လုံးကိုမိတ်လိုက်ပြီးသူ့စိတ်ထဲမှာရုပ်ရှင်ပိတ်ကားတစ်ခုစတင်ဖွင့်လင်းပြသပါတယ်သူရဲ့စိတ်ကူးစကားထဲမှာနေလေးလေးတာနေတယ်ကန်းချေက တဲတောင်မြင်ဖြူလွလွလေးမှာပင်လယ်ရေလိုင်းတွေရက်ခတ်သွားတယ်။ပင်လယ်ဘက်ကလာတဲ့စာနန်တင်တင်လေးနဲ့လင်းငင်းနှံကလည်းတဖြူဖြူတိုက်နေတယ်လို့မြင်အောင်ခန်းစားတယ်။ဒီတော့ကလေးဘွားကစပြီးဖော်လုံးအားကစားကသူ့ကိုပြီးခဲ့တဲ့စိတ်လှုပ်ရှားမှုတွေပျော်ရွှင်မှုတွေအလုံးကိုပြန်ကြောင်းခန်းစားရင်စီမျောပါရတယ်။အဲ့ဒီလိုပေါ်လုံးအပေါ်ချက်မြက်လို့တဲ့စိတ်ထဲနှိဝင်သွားပြီးတဲ့နောက်မှာတော့သူ့ရဲ့စိတ်ကူးရုပ်ရှင်ဟာပုံပြေအသက်ဝင်လာပြီးစိတ်လှုပ်ရှားစရာကောင်းလာတဲ့သူ့ရဲ့အားကစားသမားဘွားခီးတွေ အာအာတင့်ဖွဲအခိုက်တန်းတွေအမိုက်စာကစားခဲ့ပုံတွေကိုဇော့ဝင်ခန်းတစ်ခုပြီးတစ်ခုပြသပါတော့တယ်။အဲ့ဒီလိုစိတ်ကူးပုံခေါ်နေစင်မှာပဲအခုကန်တော့မဲ့ပွဲစဉ်အသက်ဘလို့ကစားမဲ့သူ့အစမ်းနေဘလောက်ထိထွက်လာပြီးပြန်ပိုက်ကင်းအစင်းနဲ့အောင်ပွဲကိုဘလို့ယူမဲ့ဆိုတာမြင်ရလာပါတော့တယ်။အဲ့ဒီလိုစိတ်နဲ့သွေးဖူလေးချင်ခန်းနိုင်ဝလာလုပ်ပြီးသွားရင်တော့ပီလီဟာအမြင့်ဆုံးဆန်းဆောင်ရေးထုတ်လွှင့်မှုအတွက်ရုပ်ပိုင်းရောစိတ်ပိုင်းအရာပါအသင့်ဖြစ်နေပါပြီ။ ဒီနေရာမှာလဲစာဖတ်သူတွေကစူပါစားတယောက်ဖြစ်တဲ့ပီလီဟာတမန်လူတွေဘဝနဲ့အလံဝေးနေလိုက်မယ်တကယ်လို့တမန်လူတွေဒါဆောင်းမေးပွဲတွေပြန်ပွဲတွေနဲ့ကြုံလာခဲ့ရင်ပီလီလိုစိတ်ကူးပုံဖော်နိုင်ပါမလားလို့မေးခွန်းထုတ်လာနိုင်ပါတယ်ဒီအတွက်လဲစာရေးသူကနောက်ထပ်ဥပမာတစ်ခုနဲ့ထမှန်ရှင်းပြထားပါတယ်အရင်တုန်းကဒေနီယယ်ဆမ်ဟာတက္ကသိုလ်တစ်ခုမှာနဗန်အားကစားလုပ်တဲ့အကြောင်းသားတွေအတွက်စိတ်ပိုင်းဆိုင်ရာလေ့ကျင့်ရေးဆရာတယောက်အနေနဲ့လှုပ်လှုပ်ခဲ့မှုပါတယ် အသံသားတွေအားလုံးကသူတင်ပြတာကိုဂယုတဆက်လိုက်နာထောင်ကြပေးမယ်။ចောင်းသားတယောက်ကတော့အမြဲစိတ်ကနာမငြိမ်ဖို့စမ်းနေ။စီကံလည်းမလိုက်နာတဲ့အတွက်တန်ဝေပြတာသူ့လက်မောင်းဘလကိုသူပြန်ကြည့်နေလာတဲ့လုပ်နေတတ်ပါတယ်။တနေ့မှာတော့အဲ့ဒီကျောင်းသားဟာသူရှင်ပြရမယ့်ပွဲစဉ်ကြီးတစ်ခုရဲ့ပြိုင်ဘက်ဟာရည်ရည်လေးလေးကျန်းတဲ့ထိတ်တန့်ကစားသမားဆိုတာကိုပွဲမစခင်မိနစ်အနည်းငယ်အလိုမှတီးလိုက်ရလို့ခေါင်းနှံပန်းကြီးသွားပါတယ်။ အဲ့ဒီတော့မှတခြားလုံးကယူမဆိုင်ခဲ့တဲ့သူဆရာဒန်နီယယ်ဆမ်စီအပြည့်အပူကပ်ပြီးသူ့ကိုကူညီပေးဖို့တောင်းပန်ပါတော့တယ်။သူ့ရနေရမှာပြေပုံချင်တဲ့ပုံနဲ့တုံရင်ကြောက်ရွံ့နေတဲ့ခြေသေးကိုကြည့်ပြီးဒီကလေးဟာသူ့အဆက်အသွယ်မရှိမလားရှုံနေရမယ့်အရေးကိုကြောက်နေတယ်ဆိုတာဒန်နီယယ်ဆမ်ကတန်းတီးလိုက်ပါတယ်။ဒီခြေသေးရဲ့အလဲကလည်းမကြောက်ခင်ရောက်လာတော့မှမို့ဒီအချိန်တို့အတွင်းဘာလုပ်ပေးရမလဲလို့စဉ်းစားပြတဲ့နောက်မှာစိတ်ပိုင်းဆိုင်ရာဆက်ဆောင်ရေးတချို့တင်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒန်နီယယ်ဆမ်က မင်းကိုမင်းအမခန်းစံချိန်ရထားတဲ့ချန်ပီယံတယောက်လိုကိုကိုကိုတွေးလိုက်မင်းကပြန်ဖက်တိုင်းကိုအနိုင်ယူနိုင်တဲ့လူလို့တွေးငါဟာတမ်းပါတယ်ငါဒီကစားပွဲကိုအသာစီးရအောင်လုပ်မယ်ငါလုံးဝအရှုံးမပေးဘူးအဲ့ဒီလိုကိုကိုကိုတေချာပြောဆိုပြီးတောင်းတာကိုတင်ပေးလိုက်ပါတယ်တောင်းတာလည်းဒီနေ့ဆံပြောတဲ့အတိုင်းသူ့ကိုသူပြောရင်စိတ်ကူးပုံဖော်မှုနဲ့တဖြည်းဖြည်းကြီးစိတ်ကိုနှစ်လိုက်ပါတယ်ပြီးတော့ဒီနေ့ဆံကသူ့ရဲ့ခန္ဓာကိုပြုမှုနေတိုင်းဖို့ body language နဲ့ခန္ဓာကိုလှုပ်ရှားပုံကိုလည်းချန်ပီယံတယောက်လိုဖြစ်အောင်ဆောင်ဝင်ခိုင်းပါတယ် ဒီလိုနဲ့ចောင်းသားလေးရဲ့ကိုခန္ဓာပေါ်ပါဖြက်လက်လာသလိုအင်အားပြေးဝလာကြီးလောက်အင်းတွေကထတ်တော့မဲ့ glory tera တယောက်လိုခန်းစားမိလာပါတယ်ဂီရောမချင်းကြီးရဲ့ဆမ်က champion တွေအသက်ရှူသလိုရှူဖို့ပြောပြီးចောင်းသားရဲ့အသက်ရှူနှုန်းမှန်အောင်ဒီနေ့မှုရှိအောင်နဲ့ကူညီပေးခဲ့ပါတယ်ရိုးရှင်းလာတဲ့ဒီစိတ်လေးချင်းခံကိုလှုပ်ဆောင်ပြတဲ့နောက်မှာတော့ចောင်းသားဟာ3မိနစ်အတွင်းမှာအခြားလူတယောက်အဖြစ်လုံးဝပြောင်းလဲသွားပါတော့တယ်သူဟာယုံကြည်မှုအပြည့်နဲ့ဂျိုးဝိုင်းပေါ်တက်သွားပြီးပြန်ဘက်ထက်တမတ်ထက်မနဲ့သူ နဘန်အာခစာတတန်တခြားလို့ဟောအကောင်းဆုံးရှင်ပြိုင်ထိုးနှံနိုင်ခဲ့တဲ့ကစားပွဲတစ်ခုဖြစ်လာခဲ့ပါတယ်သူပြန်လဲသွားပုံနဲ့ယုတ်တရက်ထိုးတက်သွားတဲ့ဆန်းဆောင်ရည်တွေကိုကြည့်ပြီးကံဘက်တွေကအံ့အားတင်ခဲ့ရပါလေဒီဖြစ်ရမှာចောင်းသားလေးဟာအမြင့်ဆုံးဆန်းဆောင်ရည်ကိုရရှိဖို့အတွက်စိတ်ကိုပြုပြင်ယူတဲ့နီလန်းကိုအသုံးပြုခဲ့တာကိုတွေ့ရပါလိမ့်မယ်ဒီနီလန်းမှာ အသက်ရှူခြင်း breathing စိတ်တက်တောင်းတက်တာထားခြင်း realization and စိတ်ကူးပုံဖို့ imagery ဆိုတဲ့ ကျွမ်းကျင်မှုသုံးခုအကြောင်းကိုလည်းလေ့လာခဲ့ရပါတယ်။ဒီကျွမ်းကျင်မှုသုံးခုဟာအရေးကြီးဆုံးအချက်သုံးချက်ဖြစ်တာကြောင့်စာရေးတူကွန်ဆလန်ဟာ The Capital Tree လို့နာမည်ပေးထားပြီးတခုချင်းစီကို အသေးစိတ်ထပ်မံရှင်းပြထားပါတယ်။အရင်ဆုံးအသက်ရှင်ခြင်းနဲ့ပတ်သက်ပြီးလေ့လာကြည့်ရအောင်ပါ။အသက်ရှင်လေးချင်းခံရဲ့အရေးပါဆုံးအကျိုးကျေးဇူးကတော့ကိုယ်စိတ်ကိုပြစ္ဆုတ်ပန်နဲ့ချိတ်ဆက်ပေးခြင်းပါပဲ ဒီနေရာမှာလည်းလက်ကွက်လေးတစ်ခုတော့ရှိပါတယ်အသက်ရှူတဲ့အခါလေကိုအစုပ်ထဲတိရောက်အောင်နှာခေါင်းနဲ့ရှူတင်လိုက်ပြီးရှာထိတ်ကိုခြေသွားနောက်ကို ခပ်ပပလေးတွန်းထားပြီးရှာကိုတော့မရုပ်ပေါ်ထားချထားပါဒီရင်တော့ပါးစပ်ကိုတတမ်းတတအနေထားနဲ့ပြပြချင်းဟပြီးဖတ်သက်လေကို ရှူထောပါအသက်ရှူခြင်းကိုအာယုံဆိုင်လိုက်ပြီဆိုတာနဲ့တခြားအဖြစ်အမောင့်တွေတန်းစီဝင်လာပါလိမ့်မယ်။ဒါပေမဲ့စိတ်မပူပါနဲ့။လေရှူတွင်ရှူထုတ်လိုက်တာနဲ့တတိလေးကပ်ပြီး ကယူဆိုင်လေးချင်းရင်ဝင်လာမယ့်အတွေးတွေကိုလီလူရှုနိုင်လာတာနဲ့အမျှစိတ်ကပိုမိုတည်ငြိမ်လာပါလိမ့်မယ်။အသက်ရှူလေးချင်းကဟာကြိုက်တဲ့နေရာကြိုက်တဲ့အချိန်မှာဘာအကူအညီမှမလိုပဲလေးချင်းနိုင်တဲ့လေးချင်းကန်တစ်ခုပါ။ဘာလို့လဲဆိုတော့ဒီလေးချင်းကားကိုပို့အတွက်အာယုံဆိုင်မှုတစ်ခုသာလိုအပ်လိုပါပဲ။အသက်ရှူလေးချင်းကန်ကိုထပ်ခါတလဲလဲလေးချင်းမယ်ဆိုရင်ကိုလုတ်တဲ့အပေါ်အာယုံဆိုင်နိုင်လာပြီးပိုရစိတ်အခြေအနေကိုလည်းထိန်းချုပ်ရတာပိုမိုလေကူလာတာကိုတွေ့ရပါလိမ့်မယ်။ အခုဆက်ပြီးဒုတိယကျွမ်းကျင်မှုတစ်ခုဖြစ်တဲ့ net shine စွာ စိတ်ဖြည့်လျှော့ခြင်း deep realization ကိုလေ့လာကြည့်ပါမယ်။ဒီနီလန်းကိုတော့တတိယနီလန်းဖြစ်တဲ့စိတ်ကူးယဉ်ပုံဖော်ခြင်းနဲ့တွဲသုံးလေးရှိပါတယ်။စိတ်ကူးပုံဖော်ခြင်းဟာမတိစိတ်ထဲကို အပြုသဘောဆောင်စွမ်းအားတွေထည့်သွင်းပေးပါတယ်။မတိစိတ်ထဲကိုပုံဖော်လိုက်တဲ့စိတ်ကူးမြင်ကွင်းလေးရသွားပြီဆိုတာနဲ့မတိစိတ်ကသားကိုတကယ်ဖြစ်လာအောင်အဆက်မပြတ်သတိပေးနေပါလိမ့်မယ်။လူတွေဟာတမန်ချိန်မှာပဲဖြစ်ဖြစ် စိတ်လှုပ်ရှားတဲ့အချိန်မှာပဲဖြစ်ဖြစ်မတိအတိစိတ်ကမတိစိတ်ကိုအမြင်လွှမ်းမှုပိတ်လောင်ထားပါတယ်နန်းနဲ့ဆိုင်ဆိုင်စိတ်ဖြည့်လျှော့ခြင်းကိုလောက်ဆောင်မှသာစိတ်ကူးပုံဖော်မှုဟာမတိစိတ်အစဉ်တည်းတို့ဝင်ရောက်သွားပြီးအဲ့ဒါကိုတကယ်ဖြစ်လာအောင်ဆက်ဆောင်ပေးနိုင်မှာပါ။ဒါဟာစိတ်ဖြည့်လျှော့ခြင်းကိုအရင်လောက်ဆောင်မှုလိုအပ်ခြင်းကြောင့်ရင်းမှာပဲ။ပီလီလုတ်ခဲတဲ့စိတ်ကူးပုံဖော်ခြင်းမျိုးလက်တွေ့လုံးနိုင်နေဆိုရင်အနောက်ရှက်ကင်းတဲ့တိတ်တိတ်ဆိတ်ဆိတ်နေရာကိုရှာပါ။ ခြေနှချောင်းကိုဆန့်ပြီးလဲပါ။တမောင်းတွေကိုဆန်တန်းပြီးလက်ဖွားကိုလန်ထားပါ။ပြီးရင်မျက်နှာချက်က နေရာတစ်ခုကိုပုံသေးဆိုင်ကြည့်ရင်နှာခေါင်းကနေအသက်ပြင်းပြင်းရှူသွင်းပါ။အသက်ကိုခဏအောင်ထားပါ။ပြီးတော့ရှူသွင်းထားတဲ့လေကိုပါးစပ်ကနေတစ်ဖြည်းဖြည်းချင်းပြန်ထုတ်ပါ။ရှူသွင်းထားတဲ့အခါတိုင်းငါဟာစိတ်တတတတရှိမှုတွေနဲ့ပြည့်နှက်သွားပြီလို့စိတ်ကူးကြီးကအဲ့ဒီလိုမျိုး၃ခါပြန်ကြောပါ။မျက်စိကို ညင်သာစွာမိထားပြီးအတန်းရှူထုတ်တိုင်းပြင်းပြင်းလေးဆိုတဲ့စကားကိုအတန်တည့်ရုပ်ပါတဖြည်းဖြည်းချင်းကိုခန္ဓာကိုအလုံးစုံဖြေလျှော့ခြင်း complete realization စင်တဲ့ကိုဝင်လိုက်ပါကြည့်ရင်တော့ကိုယ့်ရဲ့စိတ်ဓာတ်တွေအလုံးမှရှိတဲ့တင်ချမှုတွေကိုလွတ်လိုက်ပြီးတစ်ခုလုံးဖြေလျှော့လိုက်ပါခန္ဓာကိုယ်တစ်ခုလုံးဖြေလျှော့သွားပြီးဆိုရင်တော့ကိုယ်ယူမှန်ချက်စီရအောင်သစင်ချင်းစီသွားပုံနဲ့ညီမန်ချက်ကိုအမြင်အောင်လှောက်ဆောင်နိုင်ပုံတွေကိုရုပ်ရှင်တကားလိုမြင်လာအောင်အစဉ်စဉ်ပုံဖော်ရင်း ကိုတကယ်လို့ပြီးသွားတယ်လို့စိတ်ကူးမြင်ရကြည်ပါအဲ့ဒီခံစားမှုအမြင်မှုခံစားချက်ကိုဒီစိတ်ကနေတစ်စက်မတိစိတ်ကိုလက်စင်ကမ်းပါဒီစိတ်ကူးမြင်ခွင့်နေမတိစိတ်ရဲ့နှက်ဆိုင်တဲ့အပိုင်းနဲ့ရောက်သွားပြီဆိုတာနဲ့အာကောင်းတဲ့ချက်ရှိခံတဲ့စိတ်ပိုင်းဆိုင်ရာ ကောင်းကျိုးတရားမှုတွေဖြစ်လာပါလိမ့်မယ်အခန်းတော့သောရာအကျော်တရားနဲ့စိတ်ဖြစ်စီမှုကိုယဉ်ပါစီနီရှိနှခမ်းမာတော့ကစတီတော်တွေနဲ့ချန်ပီယံတွေဟာ အချက်အသေးကြုံရတဲ့အရေးပေါ်အခြေအနေတွေမှာသူတို့စိတ်ကိုဘလို့ပြုပြင်ရင် ဆိုင်ကြတယ်ဆိုတဲ့အကြောင်းတင်ပြခဲ့ပြီးပါပြီ။ဒီအခန်းမှာတော့ခန်းစားချက်ပိုင်းဆိုင်ရာပြဿနာတွေကိုဘလို့ကင်တယ်ရမလဲဆိုတဲ့အကြောင်းဆက်လက်ဖော်ပြသွားမှာဖြစ်ပါတယ်။တခါတလေမှာအတွင်းအပြင်အကြောင်းချင်းရများစွာကြောင့်စိတ်တည်ငြိမ်အေးချမ်းမှုတွေဆုံးရှုံးပြီးဒေါရအချောက်တရားနဲ့စိုးရင်ပူပန်မှုတွေကိုခန်းစားရတတ်ပါတယ်။ဒီခန်းစားချက်တွေဟာကိုလုတ်ခဲတမျှစူးစားအထောက်မှုအလုံးကို အဟောတိကံဖြစ်သွားစေပြီးကိုကိုကိုထိန်ချုပ်နိုင်စွမ်းကိုလည်းဖယ်ထုတ်ပြစ်လိုက်ပါရယ်။ဒါဆိုရင်စစ်တီတော်တွေနဲ့ချန်ပီယံတွေကရောသူတို့ရဲ့တော်ရကိုဘလို့ထိန်ချုပ်ကြသလဲ။အကြောက်တရားကိုဘလို့ယင်ပါအောင်လုပ်ကြသလဲ။စိတ်ဖိစီးမှုတွေကိုဘလို့ပြေဖြောက်ကြသလဲ။ပထမဆုံးအနေနဲ့စစ်တီတော်တွေနဲ့ချန်ပီယံတွေဒေါ်ရအန်ကာကိုဘလို့ထိန်ချုပ်လဲဆိုတာလေ့လာကြည့်အောင်ပါ။စစ်မှန်တဲ့ချန်ပီယံတွေဟာဒေါ်ရရဲ့ကြိုးကင်ထိန်ချုပ်မှုကိုမခံဘဲခန်းစားချက်တွေကိုဘလို့လမ်းလွဲရမလဲဆိုတာသိကြပါဗျ သူတို့ကအခုငါ့ကိုဘသူကလွှမ်းမိုးနိုင်စွမ်းရှိနေတာလဲငါလားငါစိတ်ထဲကဒေါရလားဆိုတဲ့မေကွန်းကိုမေးပြီးဒေါရကိုကြွန့်ကြန့်ချင်းချင်းကင်တယ်လေးရှိပါတယ်ဒီမေကွန်းရဲ့အဖြေကိုငါလို့ရွေးချယ်လိုက်မယ်ဆိုရင်ကိုဟာဒေါရရဲ့ထိန်ချုပ်မှုကိုမခံဘူးလို့ကိုကိုကိုတတိပေးလိုက်တယ်လို့ဖြစ်သွားပြီးသူရဲ့ကောင်းစိတ်တဲ့ကဒေါရကိုအနိုင်ယူသွားမှာပါဒေါရကိုအနိုင်ယူနိုင်ပြီဆိုတာနဲ့ရှေ့အခန်းတွေမှာပြောခဲ့တယ်။ညီစနစ်သုံးမျိုးကိုအသုံးပြုပြီးကိုယ့်ရဲ့စိတ်ကိုအချမ်းမြတ်ဆုံးဖြစ်အောင်တည်ဆောက်လာနိုင်မယ်။တည်ဆောက်လာ တည်ဆောက်နိုင်လာမယ်ကိုကိုကိုထိန်ချုပ်နိုင်စွမ်းပုံမြင်လာမယ်ဒေါရကိုအတွင်းစိတ်ခွန်အားအဖြစ်ပြောင်းလဲပြနိုင်ပြီးအောင်မြင်မှုကိုရယူပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်တခါတလေမှာ တချို့အရာတွေကိုမဖြစ်အောင်ထိန်မထိန်ချုံနိုင်ပေမဲ့ဖြစ်လာတဲ့အရာတွေကိုဘလို့တုံ့ပြန်မလဲဆိုတာကိုတော့ထိန်ချုံနိုင်စွမ်းကိုမှရှိပါရယ်ကိုထိန်ချုံနိုင်တဲ့အရာတွေပေါ်မှာဒါအာယုံဆိုင်ခြင်းအဖြစ်အခြေအနေကိုပုံမဆိုးလာစေတဲ့အပြုမှုတွေကိုမပြုလို့မိအောင်ဒါစီနိုင်ပြီးအကောင်းဆုံးဆုံးဖြတ်ချက်တွေကိုချမှတ်နိုင်ပါလိမ့်မယ် ာနဲ့ပတ်သက်ပြီးဒန်နီယယ်ဆမ်တယောက်ဖက်ဒရယ်အေဂျင့်အဖြစ်လှုပ်လှုပ်ခဲစဉ်ကဖြစ်ရတဲ့ခုနဲ့ဥပမာပေးထားပါဗျာ။တခါတော့ငါအခင်ဖြစ်ပေါ်ရနေရတခုမှာသူတို့ဖွဲ့သားတွေပြစ်ခတ်ရပြီးကူညီလိုနေကြသူနဲ့သူ့ပတ္ထနာစီတရင်ရောက်လာပါတယ်သူတို့အဲ့ဒီနေရာကိုချက်ချင်းရောက်သွားပြီးအဖက်ဖွဲ့သားတွေကိုကယ်ဆယ်ဖို့လုပ်ပေမဲ့စနိုက်ပါတွေရှိနေပြီးသူတို့ကိုလန်းလန်းပြစ်နေတာကြောင့်တက်ဆူမူကဆွတ်အဖွဲ့ဝင်မရောက်မလာခင် အချိန်ခနာဆောင်မှုအမိန်ပေးပါတယ် ဒါပေမဲ့တက်စုမှုကသူတို့ရဲ့ဌာနကမဟုတ်တဲ့အတွက်ဒေနီယယ်ဆမ်နိုနေယားဟာကယ်ဆယ်ရေးဆက်လုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူတို့ရဲ့အဖွဲ့သားတွေဟာကောင်းထီထားတာဖြစ်လို့ Federal Agent အနေနဲ့ကယ်ဆယ်ရေးလှုပ်ဆောင်ရမယ်တာဝန်ရှိတယ်လို့သူတို့ခန့်စားမိပါတယ်။ဒါပေမဲ့အဖွဲ့သားတွေကိုဒေနီယယ်ဆမ်နိုနေယားကယ်ဆယ်ပြီးသွားခဲ့ရင်သာမှတက်စုမှုကဒဏ်ရာရတဲ့သူတွေကိုအရေးတယူမလုပ်တဲ့အပြင်သူတို့နှစ်ယောက်ကိုပါတာဝန်ကရက်စဲလိုက်ပါတယ်။ဒေနီယယ်ဆမ်ဟာတက်စုမှုရဲ့လုပ်ရက်ကိုကြည့်ပြီးတော်တော်ဒေါရထွက်သွားပါတယ်။ ပိုဆိုတာကအဲ့ဒီတက်စုမူဟာလူနာတင်ရင်ကိုရောအကူတက်ဖွဲ့ကိုပါမခေါ်ပေးခဲ့တာကြောင့်သူတငယ်ချင်းဖြစ်သူကပဲရှေးဦးသူနာပြုနည်းနဲ့တရားရသူတွေကိုပြုစုခဲ့ရခြင်းပါပဲ။ဒါပေမဲ့သူ့အဖော်ရဲ့ညင်သက်မှုနဲ့သူဆရာစီကရတဲ့အကြံပေးချက်တွေကြောင့်ဒေနီယယ်ဆမ်ပြောက်ဒေါ်လာကိုထိန်းချုပ်နိုင်ခဲ့ပါတယ်။အဲ့ဒီဖြစ်ရနောက်ပိုင်းမှာဒေနီယယ်ဆမ်ကအကယ်၍သူတာအဲ့ဒီတုန်းကလက်နက်ကင်ထားတော့ငါဖြစ်ပြီးဒေါ်လာတွေလွှမ်းမိုးမှုခံရလို့စိတ်လွတ်သွားမယ်ဆိုရင်စိုးစိုးဝါးဝါးတစ်ခုခုဖြစ်သွားနိုင်တယ်ဆိုတာသဘောပေါက်ခဲ့ပါတယ်။ ဂျပန်မှာတော့သူအဖော်ဟာဒေါ်လာကိုကောင်းကောင်းထိန်းချုပ်ခဲ့ပြီးဒီဆော့ပန်မှာလှောက်ဆောင်ရမယ့်ကိစ္စပေါ်မှာဒါအပြေဝအာရုံထားတာကိုတွေ့ရပါတယ်။ဒါဟာစစ်တီတော်ရဲ့ပြုမှုပုံမှာပဲ။အခုဆက်လက်ပြီးအကြောက်တရား fail ကိုဘယ်လိုရင်ပါအောင်လုပ်ရမလဲဆိုတာလေ့လာကြည့်ပါမယ်။တည်ဆိုင်မှုတွေအခက်အခဲတွေနဲ့တွေ့ကြုံနေရတဲ့အခြေအနေတွေမှာလူတိုင်းဟာအကြောက်တရားနဲ့အကြောက်တရားအနေနဲ့အများတော့ခံစားရမှာပါပဲ။ဒါဟာပုံမှန်ဖြစ်ဖို့ဖြစ်စဉ်တစ်ခုပါပဲ။ဒါပေမဲ့စစ်တီတော်တွေကတော့အဲ့ဒီအကြောက်တရားက တို့ကိုထိန်းချုပ်သွားမှာကိုခွင့်မပြုပါဘူးအကယ်၍သာအချုပ်တရားကို ကြီးထောက်ခွင့်ပြုလို့မယ်ဆိုရင်အရင်စွာအားကြီးလာပြီးကိုစိတ်ကိုလွန်မှုချုပ်ကိုင်သွားနိုင်မယ်ဆိုတာသူကောင်းကောင်းကြီးကိုနားလဲပါတယ်ကိုလိုရမှာကမတိချမရေရမှုနဲ့အချုပ်တရားတွေကိုမိပြီးလက်တေလောဖြည့်ရှင်ရမယ်ပြဿနာတွေကိုသာအာယုံဆိုင်လိုက်ဖို့ပါပဲအကျောတရားတွေကိုရင်ဆိုင်တဲ့အခါမှာလေရှိမှပြောခဲ့တဲ့နိလန်တွေကိုပြန်လဲသုံးသပ်နိုင်ပါတယ် အရင်ဆုံးရှူတင်ရှူထုတ်ခြင်းကနေတဆင့်ကိုကိုကိုတည်ငင်အောင်လုပ်ပါပြီးရင်တော့အစိုးမြင့်အသွေးတွေကိုအကောင်းမြင့်အသွေးတွေနဲ့အစာထိုးပြီးကိုကိုကိုစကားပြောပါအစဉ်ပြေအောင်မြင်မှုတွေကိုစိတ်ကူးပုံဖော်ကြည့်ပါစိတ်ခံစားချက်တွေအနေထိုင်သွားပြီးဆိုရင်တော့ပြဒနာကိုခေရှင်းမှုအယုံဆိုင်နိုင်ပြီဖြစ်ပါတယ်ကိုကိုစိန်ခေါ်နေတဲ့အခက်အခဲတွေကိုဖော်ထုတ်ပါခေရှင်းမှုနီလန်းတွေကိုအကြံပြင်းနီးပြူဟာချပါပြီးရင်တော့အဲ့ဒီနီလန်းနီးပြူဟာအတိုင်းပြဒနာတွေကိုတဆင့်ပြေတဆင့်ခေရှင်းသွားရမှာဖြစ်ပါတယ် ဥပမာအားဖြင့်ဒီစာအုပ်ထဲကစက်ကောင်ဖြစ်တဲ့ Daniel Sam တရားအကြောက်တရားနဲ့ရင်ဆိုင်ခဲ့ပုံကိုလေ့လာကြည့်နိုင်ပါတယ်။ Daniel Sam ဟာရေတပ်မှလေ့ကျင့်ရေးစင်တုံးက Kirio Drunka လို့ခေါ်တဲ့စီစဉ်တစ်ခုရှိခဲ့ပူပါတယ်။ဒီစီစဉ်မှာပါဝင်ရတဲ့အဖွဲ့သားအလုံးဟာမျက်လုံးစီးခံထားရပြီး helicopter ထဲမှာထိုင်နေရပါတယ်။ပြီးတော့အဲ့ဒီ helicopter ကိုလက်တွေ့တကယ်ဖြစ်တဲ့ပုံစံမျိုးနဲ့6.1 meter နဲ့တဲ့ ကန်တစ်ခုတည်းပြုတ်ကြသလိုဖန်တီးပါရယ်ပြီးရင်တော့ဖွဲ့သားတွေအရက်မျက်နှာကိုမှန်လို့မရတော့အောင်ဟယ်လီဟယ်လီကော်ပတာကိုအထက်အောက်ကိုဘေးညာရောရန်ရင်းစေပါရယ်ဒီလိုချက်ချာလဲလက်ပတ်ကြီးတာနဲ့လူတိုင်းဟာ brain box ကနေ30စက္ကန့်အတွင်းလွမြအောင်ထားရမှာဖြစ်ပါရယ်သူတို့ဘေးကင်းစွာနဲ့လွမြဖို့အတွက်အရေးကြီးဆုံးအချက်ကတော့လမ်းဖြတ်မှုမဖြစ်အောင်နဲ့ကိုအကိုကပြုထားတဲ့တမန်နေရ reference point မကျောက်သွားဖို့ပါပဲ helicopter ပတ်ချရန်ချိန်မှာ နေရာတစ်ခုခုကိုအမှတ်သားအဖြစ်လက်တစ်ဖက်ကမြင်းမြဲကင်ထားရင်နောက်လက်တစ်ဖက်ကအခြားနေရာကိုထက်ရှာပွေရမှာဖြစ်ပြီးအပြင်ထွက်နိုင်မဲ့ brain box ကိုမတွေ့မချင်းအဲ့ဒီလိုမျိုးထပ်ခါတလဲလဲလုံဆောင်ရမှာပါဒီ game မှာအောင်မြင်မှုအတွက်ဆိုရင်ရှုံးမကြောက်တဲ့စိတ်ကိုဖျောက်ပြီးအရေးကြီးတဲ့အလုပ်တွေပေါ်အာရုံစိုက်နိုင်မှုလိုအပ်ပါတယ်လူတွေဟာဒေါရနဲ့အကြောက်တရားအခင်စိတ်လှုပ်ရှားမှု nervousness နဲ့စိတ်ဖိစီးမှု stress တွေကိုခံစားရနိုင်ပါတယ်စိတ်လှုပ်ရှားမှုနဲ့စိတ်ဖိစီးမှုတွေဖြစ်လာတဲ့အခါနှလုံးခုန်မြက် အသက်ရှူရင်းမြန်လာတဲ့အပြင်ပူပေါင်းလုပ်ကိုင်းနိုင်စွာအာယုံစူးဆိုင်နိုင်စွမ်းနဲ့ချင့်ချိန်အကဲဖြတ်နိုင်စွမ်းတွေပါထိခိုက်လာပါလိမ့်မယ်။စိတ်တွေမွန်းကျပ်နေတဲ့အချိန်မှာအလော30လုံးမီတက်ကြတာကြောင့်စွမ်းဆောင်ရည်နဲ့ရလက်တွေလည်းနှိမ်ကျသွားတတ်ပါတယ်။ဒါဆိုရင်စီတီရော်တွေနဲ့ချန်ပီယံတွေကရောဖိအားတွေအရင်များပြီးမနိုင်မနှင်းဖြစ်နေတဲ့အခြေအနေအောက်မှာဘလို့တည်နေအောင်နေထိုင်ကြတယ်လဲ။သူတို့ကအရင်ဆုံးသူတို့ကိုသူတို့ဖိအားအောက်ရောက်နေပြီဆိုတာလက်ခံပေးကြပါတယ်။ဒီရင်တော့အသက်ရှူတာကို အယုံဆိုင်ပြီးကျက်သားတွေကိုဖိရှော့ပြီးစိတ်ဖိစီးမှုကိုတဖြည်းဖြည်းလျှော့ချပြီးစိတ်တည်ငြိမ်အောင်လုပ်ပါတယ်။စိတ်ဖိစီးမှုကိုလျှော့ချနိုင်မယ်။နောက်ထပ်နည်းလမ်းကားတစ်ခုကတော့ရလက်ထက်ဆွမ်းဆောင်ရည်ကိုအယုံဆိုင်ချင်ပါပဲ။ကြားစိတ်တွေဖြည့်ပြီးစိတ်လှုပ်ရှားနေတဲ့နဗန်သမားလေးဟာနီးပြားရဲ့အကူအညီနဲ့သူ့ကိုယ်သူချန်ပီယံ တရားအဖြစ်စိတ်ကူးကြည့်ပြီးတဲ့နောက်မှာအကြောက်တရားပြောက်သွားပြီးထိတ်တန့်ကစားသမားတယောက်နဲ့ရေရေဝုန်ဝုန်ကြီးဆိုင်နိုင်နေဆိုတာမမိကြအောင်ပဲထင်ပါတယ်။ကစားသမားအစ်တွေနဲ့ထိတ်တန့်ကစားသမားတွေကြားမှာကွာဟာမှုအရင်ကြီးမာတာကြောင့်ကစားသမားအစ်တွေစိတ်ထဲမှာနိုင်ရမယ်လို့မမျှော်လင့်မဲ့ရလက်ကိုရလွတ်လွတ်ရှုလိုက်ပြီးကံပွဲကိုအကောင်ဆုံးရှင်ပြိုင်ကြိုးစားလိုက်မယ်လို့ဒါခံယူတင်ပါတယ်။အဲ့ဒီလိုစိတ်ထားပြောင်းလဲနိုင်ခြင်းကြောင့်မထင်မဲ့ထားလနိုင်အောင်ဆက်ဆောင်နိုင်သွားပြီးလူတိုင်းကိုအားအားသင့်စေတဲ့တာရကဖြစ်ရတွေ့အများပြရှိပါတယ်။ ကိုရဲ့စိတ်အခြေအနေပြောင်းလဲတစ်ခုခုဖြစ်ပြီးဆိုတာနဲ့စိတ်လှရှားမှုနဲ့စိတ်ဖိစီးမှုတွေကိုတဖြည်းဖြည်းချင်းလျှော့ချပါဖြစ်နိုင်မယ်ဆိုရင်အဲ့ဒီစိတ်လှရှားမှုတွေကိုခွန်အားဖြင့်ပြောင်းလဲယူပါဒီလိုပြုလုပ်နိုင်မယ်ဆိုရင်ကိုပုတ်ကိုတော့အာတင်းမိစေတဲ့အချိအမြင်မှဆွန်ဆွဆောင်းနိုင်ပါလိမ့်မယ်။ဒါကြောင့်ပြီးသွားတဲ့အတိတ်ကိုပြန်မတွေးပဲသင်္ကန်းစာယူပြီးမေ့ပြလိုက်ပါ။အနာဂတ်အတွက်လည်းအစီအစဉ်လေးဆွဲပြီးရင်စိုးရိမ်မနေပဲမေ့ထားလိုက်ပါ။ကိုယ့်လက်ထဲမှာတကယ်ရှိတဲ့အရာကလက်ရှိပစ္စုပန်ဖြစ်ပါတယ်။ဒီနေ့ဟာကိုပိုင်နေရဲ့ပါ။ ။ဆိုရင်ပူပန်မှုတွေကိုဖျောက်ပြီးဘဝကကိုကိုချမှတ်ထားတဲ့လမ်းကြောင်းအပေါ်ယုံကြည်ချက်ရှိရှိချောင်းလမ်းမှာပုဂ္ဂိုလ်ကိုယုံကြည်ချက်ရှိရှိနဲ့စွစားခန့်အတိတ်တွေကိုရှာဖွေနေသူဟာတစ်ချိန်ချိန်မှာအာအသင့်စရာကောင်းတဲ့စုလက်တွေနဲ့ရရှိမှာမလွဲဧကန်ပါပဲ။ဒီချိန်မှာပဲဖြစ်ဖြစ်လူသားတွေမဖြစ်မနေလုပ်ရမယ့်အရာကဘဝခီးလမ်းကိုရှိဆက်ရှောင်နေဖို့သာဖြစ်ပါတယ်လို့စာရေးသူကွန်ဆလက်ကတိုက်တွန်းဖော်ပြထားပါတယ်။ စာအုပ်ရဲ့အနည်းချုပ်မဆုကိုတော့ဖက်ရှုလေ့လာခဲ့ပြီးပါပြီ။ဒီစာအုပ်ရဲ့ပထမခန်းမှာအာမြင်မှုရဖို့အတွက်မိမိရဲ့အတွင်အပြင်စိန်ခေါ်မှုတွေကိုစိတ်နေစိတ်ထားမှန်မှန်နဲ့အင်ဆိုင်တင်ကြောင်းလေ့လာခဲ့ရမှာဖြစ်ပါတယ်။ဒုတိယခန်းမှာတော့ဖိအားများတဲ့အရေးပေါ်အခြေအနေတွေမှာစိတ်ကိုတည်ငြိမ်အောင်ထားပြီးအကောင်းဆုံးလုပ်ဆောင်နိုင်မယ့်လီလန်းတွေကိုဖော်ပြခဲ့ပါတယ်။တတိယခန်းမှာတော့ကိုယ့်ရဲ့စိတ်ကိုလွမ်းမိုးချုပ်ကင်လေ့ရှိတဲ့ဒေါရအကြောက်တရားတွေနဲ့စိတ်ဖိစီးမှုတွေကိုဘလိုကင်တဲ့တင်ကြောင်းလေ့လာဖတ်ရှုခဲ့ရမှာဖြစ်ပါတယ်။ ဆုံးဒီနာထောင်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်